ကောင်းပြီတော့အလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်ရဲ့ delay ထုံးတဲ့တစ်ခုဖြစ်တဲ့ minimum အကြောင်းကိုပဲဒီနေ့ပြပြသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေမှာဘယ်အကြောင်းတွေပြောပြမယ်လဲဆိုလို့ရှိရင်ဘာကြောင့်ဒီမီနင်းရရလဲပြောရလို့ရှိရင်ဒီ minimum အယူဝါဒကဘယ်ချိန်ကစတင်ဖြစ်ပေါ်လာတာလဲဒီအနောက်ကကောင်းကျိုးဆိုးကျိုးတွေကဘာလဲဆိုတာကိုဒီနေ့ပြပြသွားမှာဖြစ်ပါတယ် first အနေနဲ့ပေါ့နော်ဒီ minimum delay ကဟိန္ဒူဘာသာဝင်တွေကဘယ်မှာလောက်ကြလဲဆိုလို့ရှိရင်မလေးရှားမှာလောက်ကြရဲပြီးရလို့ရှိရင်စင်ကာပူမှာလောက်ရဲပြီးရလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလောက်တယ်ပေါ့နော်ပြီးရလို့ရှိရင်နောက်ဆုံးပြည်နိုင်ငံကအိန္ဒိယပေါ့နော် ပြီးပါလို့ရှိရင်ပေါ့နော်ထပ်ပြီးပြောချင်တာဘာလဲဆိုရင်ဒီကောင်ကဘာသာရေးပွဲတော့မဟုတ်ဘူးဆိုတာအဓိကကိုသိစေချင်တယ်ပေါ့နော်ဘာသာရေးပွဲတော့မဟုတ်ဘူးအဓိကသိစေချင်တယ်ဆိုတာတိုကျိုမှာလည်းလုပ်တယ်ပေါ့နော်တိုကျိုမှာလည်းလုပ်တယ်ပြီးပါလို့ရှိရင်ထပ်ပြီးတော့ပေါ့နော်တိုကျိုမှာလုပ်တယ်ပြီးအမေရိကန်ပေါ့နော်အမေရိကန်မှာဆိုလို့ရှိလို့ရှိရင်ဟိုဟာမလဲဒီ Fire Walking Festival ဆိုပြီးတော့ပေါ့နော်သူတို့တွေဒီလိုမျိုးလုပ်ကြတယ်ပေါ့နော်သူတို့ရဲ့ mind ကိုအဲ encourage ဖြစ်ဖို့ဆိုပြီးတော့သူတို့လုပ်ကြတယ်ပြီးပါလို့ရှိရင် Tony Robbins ဆိုတဲ့ဟိုဘယ်လိုပြောမလဲ motivational speaker သူစာအုပ်တွေလည်းအရန်ကောင်းတယ်ပေါ့နော် သူကသူ့ရှိလာတဲ့ဟိုဘယ်လိုပြောမလဲ client တွေပေါ့နော် client တွေကိုသူကဘာလုပ်လဲဆိုလို့ရှိရင်သူ့ရဲ့ဟိုဘယ်လိုပြောမလဲစိတ်ဓာတ်ကိုမြင့်တင်ဖို့အတွက်ဆိုပြီးတော့ meaning ngai na တွေပါတယ်ပြုလုပ်တယ်ပေါ့နော်ပြီးရင်ထပ်ပြီးတော့ northern greece ပေါ့နော် northern greece မှာဆိုလို့ရှိရင်အဲ northern greece ကပုံပြီးစိတ်ဝင်လာစရာဘာလဲဆိုလို့ရှိရင်ချက်ကြောင်းပေါ့နော်အဲချက်ကြောင်းမှာဆိုလို့ရှိရင်လည်း meaning နဲ့အယူဝါဒလောက်ကြတယ်ပေါ့နော်ဒါအပြင်ထပ်ပြီး mauritius ပြီးရလို့ရှိရင် south africa ပေါ့နော် tribe တွေရှိတဲ့နေရာတွေပေါ့ ဲ့နေရာမှာလည်းမြင်းနေတာတွေလောက်ကြတယ် eventually ပေါ့နော်ထိုင်းရဲ့ပိပူရီအပိုင်းမှာပေါ့နော်ပိပူရီအပိုင်းမှာဆိုလို့ရှိရင်ဒီမြင်းနေတဲ့ဟာပေါ့နော်ဖះအကြောင်းတိုင်းလောက်တယ်လို့မပြောဘူးပေါ့နော်တချို့အကြောင်းတွေလောက်ကြတယ်တချို့နေရာတွေလောက်ကြတယ်ပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံစင်ကာပူမလေးရှားပြောရလို့ရှိရင်အိန္ဒိယဆိုလို့ရှိရင်ဟိုမဲတော်ဖရားเจ้าနေပေါ့မဲတော်ဖရားเจ้าနေမှာမြင်းနေပွဲကိုလုပ်ကြတယ်အဲ့လိုမျိုးပေါ့အဲဒီ time မှာဆိုလို့ရှိရင်လည်းအပိပူကြီးကဖရားเจ้าတစ်ခုမှာအဲ့လိုမျိုးမြင်းနေပွဲပုံစံမျိုးပြုလုပ်တယ် ါเนาะဒီ minimum အယူဝါဒရဲ့အဓိကပင်နိုင်ငံကဘယ်နေရာလဲဆိုလို့ရှိရင်အိန္ဒိယတောင်ပိုင်းလို့ပြောလို့ရတယ်အိန္ဒိယတောင်ပိုင်းမှာဟိုအမေတော်ဘုရားကျောင်းတွေပေါ့နော်အမေတော်ဘုရားကျောင်းတွေမှာအဓိကထားပြီးလုပ်ကြတယ်ပေါ့နော်ဒီကျောင်းတွေနဲ့ပတ်သက်ပြီးတော့စံစာတချို့မှလည်းရေးထားတာတွေရှိတယ်ပြီးတော့ဘုရားကျောင်းတွေတချို့မှလည်းရေးထားတာတွေရှိတယ်ပေါ့နော်ကဲဟုတ်ပြီဒီနေရာမှာဒီအခုဘယ်ချင်းရစတဲ့ font ဖြစ်တာလဲပေါ့နော်ဒီအယူဝါဒကဘယ်ချင်းရစတဲ့ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် အခု index value serialization ပေါ့နော် index value serialization စံကွန်အားလို့လည်းပြောလို့ရတယ်ပေါ့နော်တမက်လို့ဆိုလို့ရှိရင်စံကွန်စံကွန်ကလုံးလို့လည်းပြောလို့ရတယ်ပေါ့အဲ့လိုအချိန်မှာတည်းဟာဒီ meaning ဘွဲ့အယူဝါဒရှိတယ်ဆိုပြီးတော့ syllabic ကတော့မှလည်းပြောလိုက်ပြီးပြီးသွားလို့ရှိရင် agnanuru pognanuru မှလည်းရှင်းထားလိုက်ပြီးပြီးသွားလို့ရှိရင်ထပ်ပြီးတော့ moderate moderate ပေါ့နော် moderate ပြီးသွားလို့ရှိရင် chunk level 2ပေါ့နော် ပြီးရလို့ရှင်နောက်တစ်ခုကဗန်ဂျာဝုဒ်ပေါ့နော်အဲ့ပိုက်နေမှာဆိုလို့ရှင်လေဘုရားကျောင်းကြီးတချို့မှာရေးပြီးွားပြီပေါ့နော်ဒီအကြောင်းနေနဲ့ပတ်သက်ပြီးမြင်နေခဲ့တယ်ဆိုတော့အဲ့ဒါကဘဲချိန်ဘဲကာလမှာဖြစ်လေဆိုလို့ရှင် BC 3300 အဲ BC 3300ဆိုလို့ရှိရင်ကျွန်တော်တို့အခုပေါ့နော်အခုနှစ်နဲ့တွက်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့အနှစ်9500အခုက BC ကအခုက2000အခုနဲ့ပေါ့နော် BC ကပြောင်းပြန်ပြန်သွားတာဆိုတော့3300နဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့အနှစ်9300ပေါ့နော်လွန်ခဲ့တဲ့အနှစ်9300မှာလည်းသူတို့ကဟိုမှာလုတ်ပြီးသွားပြီပေါ့နော် register လုတ်ပြီးသွားပြီပေါ့ register လုတ်ပြီးသွားပြီဒီ index value civilization မှာပေါ့ပြီးတော့ index value civilization ကလည်းကျွန်တော်တို့ထပ်ပြီးတော့ပေါ့နော်ဒီထပ်ပြီးအငင်းပွားပွေရာဘာတွေရှိလဲဆိုလို့ရှိရင်ဒီရကိုမြောက်ပိုင်းမှာလည်းလုတ် ဒီအယူဝါဒကိုပေါ့နော်ဒီအယူဝါဒကိုမြောင်းပိုင်းမှာလည်းလုပ်တယ်မြောင်းပိုင်းမှာလုပ်တယ်ဆိုတော့ကဘယ်ချိန်မှာလုပ်လဲဆိုလို့ရှိရင်အဓိကအဖြစ်ပြောမယ်ဒရောက်ပတိပေါ့နော်ဒရောက်ပတိကသူ့ရဲ့ဟိုစင်ကြယ်ခြင်းကိုပြဖို့ဆိုပြီးတော့သူ့ရဲ့စစ်ပွဲမဖြစ်ဘူးပေါ့နော်စင်ကြယ်ခြင်းကိုပြဖို့ဆိုရင်ညင်းနေယူပါလို့ဒါကဘယ်ချိန်မှာဖြစ်လဲဆိုရင် BC 3200ပေါ့နော် BC 3200မှာလုပ်တယ် BC 3200မှာလုပ်တာဖြစ်တဲ့အတွက်ကို DR ကဒီကနေ့ သွားတယ်ဆိုပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်အတေးကဆန်ကောမအရင်ပေါ်တာပေါ့ကဲဟုတ်ပြီပေါ့နော်ဒီမဟာဘာရတုံးပေါ့နော်မဟာဘာရတုံးမပေါ်ခင်ဘယ်အရင်ပေါ်လဲဆိုလို့ရှိရင်ဒါဟိုရာမယနာအရင်ပေါ်တယ်ပေါ့နော်ရာမယနာမှာအတေးက main ပေါ့စေဘပလီပါတိလို့လည်းခေါ်တယ်ပေါ့နော်စေဘပလီပါတိဆိုလို့ရှိရင်ဒီစီဗန်ပေါ့နော်ဟိန္ဒူရိုးရဝါဒမှာဆိုလို့ရှိရင်စီဗန်နဲ့မဲတော်ကိုကိုွယ်တဲ့အပိုင်ရှိတယ်ပေါ့နော်ရာဗနစ်ရှွဲလာတကဟိုမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ရာဗနစ်ရှွဲလာဆိုလို့ရှိရင်ဟိုတတကီရီလို့လာမသိပြောကြတယ်ပေါ့နော် ်တယ်ဟောပါလေဒါဟို revenue ရှိရတဲ့ကို data query လို့ပြောကြတယ်ဟုတ်တယ် data query လာပြီးတော့နောက်တစ်မျိုးဘယ်လိုလဲမသိပြောကြတယ်ကျွန်တော်အကောင့်နဲ့တိတ်မမတ်မိတော့ဘောနော်အအဓိကအပြင်ကျွန်တော်ကဒီ revenue တွေကအဓိက main ဖြစ်တဲ့ revenue ရှိရတယ်ဘောနော် revenue ရှိရတဲ့ကသူကဘောနော်ဘသူ value party ရှိလဲဆို value party ဆိုတာဘယ်လိုပြောမလဲသူကိုးွယ်တာပေါ့နော်ကိုးွယ်တာဆိုလို့ရှိရင်သူကဟို 7ဘောเนาะ7 value party ရှိရပေါ့7 value party ဆိုတာသူကအဲ့ချိန်မှာတည်းကသူတို့တွေကဘေးချိန် VC ဘေးချိန်မှာဆိုလို့ရှိရင်9105တူ9089အဲ့ဝင်းချိန်မှာသူရှိရပေါ့เนาะအဲ့ချိန်ဝင်းချိန်နောက်ထဲကသူတို့တွေကဒီဒီ landing ကိုသူတို့တွားနေကြရပေါ့เนาะဒီ landing တွားနေပြီဆိုတော့ကဟိုတော်တော်လေးကိုကြာနေပြီပေါ့เนาะဒီအယူအဆတော်တော်လေးကိုကြာနေပြီဒီရအပြင်ကိုဒီရရဲ့အရှိန်မှာလည်းထပ်ပြီးပြင်းနေတာလည်းရှိရပေါ့เนาะ င်းနေတာလည်းရှိတယ်ဆိုတော့အခုကျွန်တော်ဒါကိုနောက်ပိုင်းမှာပြောပြမယ်ဒါကဒီကဘယ်ခြေရန်ဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်ပြောရတော့ local နေထိုင်ရပါတော့။ဘာကြောင့်ဒီလိုမျိုးဖြစ်ပေါ်လာတာလဲ။ဘာကြောင့်ဒီလိုမျိုးပေါ့နော်ဒီအယူဝါဒကဘုရားကျောင်းထဲမှာရောနှောင်းလာတာလဲဆိုတာထက်ဆိုင်ရင်ဒီဟာရဲ့ကောင်းညွှန်းဆိုးကျိုးတွေကျွန်တော်အခုထပ်ပြီးပြောပြပေးမယ်။အဓိကအဖြစ်ပေါ့နော်ဒီ meaning ဘွဲကကျွန်တော်မြန်မာနိုင်ငံလူပေါ့နော်ရန်ကုန်ကလူပေါ့အထူးသဖြင့်ပေါ့ရန်ကုန်ကလူတွေတော်တော်များရင်းနှီးမိမယ်လို့တင်မိတယ်ပေါ့နော်။ပြီးတော့တခြားအပိုင်းတွေမှာလည်း meaning တာတွေရှိသေးတယ်။ဒါပေမဲ့တိတ်ကျွင်ကျဲလာမကျွင်ကျဲလာတော့မသိဘူးပေါ့နော်။ဒီရန်ကုန်ကလူတွေပို့ပြီးရင်းနှီးမယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ ီမီနီမွဲမှာအဓိကသတိထားမိတာပါလေဆိုရှင်ကျွန်တော်ဒီဗီဒီယိုမှာပြောပြလာတယ်ပေါ့နော်ဒီမီနီမွဲမတိုင်ခင်ပေါ့ဘယ်လိုဥပုံဆောင်ရလဲဒီဥပုံဆောင်ခြင်းအပြင်ခန္ဓာကိုယ်မှာဘယ်လို benefit တွေရလဲ scientific reason ညာပါလေဆိုတော့ကျွန်တော်ပြောပြလာတယ်ပေါ့နော်ဒီထဲမှာအဓိက main ပေါ့နော်အဓိက main အနေနဲ့ပြုလုပ်တဲ့ဟာပါလေဆိုလို့ရှင်တို့ဖဏတ်မွေကြောက်ဖဏတ်မွေတာကဒီထဲမှာကျွန်တော် scientific reason ညာရှင်းပြထားပြီမြေဟိုအဓိက main ပေါ့နော်ထပ်ပြီးတော့ scientific နောက်ကျတဲ့ reason တခုကပါလေဆိုရင် self defending လို့လည်းပြောလို့ရတယ် self defending ဆိုတော့ကိုယ်ခန္ဓာကိုယ်ကာကွယ်ဖို့ပေါ့နော်ကိုယ်ခန္ဓာကိုယ်ကာကွယ်ဖို့လို့လည်းပြောလို့ရတယ်ပေါ့နော်ဒါကဘယ်လိုအကျိုးတက်ရောက်လဲဘယ်လိုဆိုလို့ရှိရင်ဒီလိုပေါ့နော်ဒီ meaning ပွဲကာလမတိုင်ခင်ပေါ့နော်ကာလမတိုင်ခင်ကျွန်တော်တို့ဘုရားကျောင်းမှာအတိမတ်ပြုတဲ့နေ့ဆိုတာတနေ့ရှိတယ်ပေါ့နော်ဒီလိုမျိုး meaning ပွဲလုပ်မယ်ဆိုတာဥပမာပြင်ဘုရားကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းနဲ့တော့မတူဘူးပေါ့နော်တချို့ကျောင်းကကျတော့16ရက်တချို့ကျောင်းကကျတော့ဟို15ရက်တချို့ကျောင်းကကျတော့9ရက်ပေါ့နော်9ရက်ဆိုတာတော့မရှိတော့ပါဘူးရှားတယ်ကျွန်တော်ရန်ကုန်မှာကြာတော့ပေါ့နော်ဒါပေမဲ့အိန္ဒိယတွေတခြားဘက်တွေမှာလုပ်တယ်ပေါ့နော် အဲ့လိုမျိုးဒီကွေးလကပုလို့လည်းခေါ်တယ်ဗောနော်ကွေးလကပုချီပွားပြီဆိုလို့ရှိရင်အဲ့ကာလအတွင်းမှာဥပုပ်ဆောင်ရတယ်ဗောနော်ဥပုပ်ဆောင်ရင်ကျွန်တော်ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အတိုင်းဗောနော်သူတို့ကဒီစင်းမြစည်းကမ်းလေးတွေရှိတယ်စင်းမြစည်းကမ်းမတိုင်မှာအဓိက main လောက်ရတာဘာလဲဆိုဖနက်မဝေးကောင်းဖနက်မဝေးခြင်းအားဖြင့်ဘာ benefit ရလဲဆိုလို့ရှိရင်ဒါက set defense လို့လည်းပြောလို့ရတယ် set defense ဆိုတာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခြေထောက်ဗောနော်ခြေထောက်မှာဆိုလို့ရှိရင်ခြေထောက်ရဲ့အရှိပိုင်းဗောနော်အခြေပိုင်းကိုကြတော့ fat tissue လို့ခေါ်တယ် ဒီအနောက်ပိုင်းပေါ့နော်ခြေဖနောက်ပေါ့နော်ခြေဖနောက်ကြတော့ fat pad လို့ခေါ်တယ်ပေါ့နော်အဲ့မှာအဓိကအဖြစ်အဲ့အရှိပိုင်းနဲ့အဲ့အနောက်ပိုင်းကဘယ်နေရာမှာအသုံးဝင်လဲဆိုလို့ရှိရင်လူကြီးပြေးရင်ပဲဖြစ်ဖြစ်လမ်းအမြန်လျှောက်ရင်ပဲဖြစ်ဖြစ်ဒီနေရာမှာအဓိကအားပြုပြီးရောဖြစ်ပေါ်တယ်ဒါပေမဲ့ဒီပေါ့နော်ကျွန်တော်ကာလာမှာပေါ့နော်ကျွန်တော်အခုနပြောတဲ့ကာလာမှာဒီဥမာပြင်16ရက်တော့လကောင်း16ရက်တော့လကောင်း9ရက်တော့လကောင်း15ရက်တော့လကောင်း အဲအဲ့ကလာမှာပေါ့နော်ဖန်နမဝင်ရဘူးဖန်နမဝင်ပဲနဲ့ကျွန်တော်တို့ကလမ်းလျှောက်တဲ့အချိန်ကြာလို့ရှင်ဒီအရှိအခုနကျွန်တော်ပြောလို့ပေါ့ဖက်အရှိပိုင်းနဲ့ခြေထောက်အရှိပိုင်းနဲ့ခြေထောက်ရဲ့အခြေဖနောက်ပိုင်းမှာ cell တွေဖြစ်ပေါ်တယ်ပေါ့နော် cell တွေပုံပြီးဖြစ်ပေါ်တယ်ဒီရအောင် support ပေးဖို့အတွက်ပေါ့နော် cell တွေပုံပြီးဖြစ်ပေါ်တယ်အဲ့ cell က तू က ဘယ်လိုပြောမလဲဆိုတော့ death cell တွေပေါ့နော် death cell တွေဒီ cell ပထမဆုံးဖြစ်ပေါ်တဲ့ cells တွေကခြေဖနောက်ကိုသွား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 ပြီးတော့ဒီမှာသွားပြီးတော့ death cell ပုံစံမျိုးဖြစ်ပြီးတော့ခြေနောက်ခြေနောက်ကပေါ့နော်ဒီအောက်ကမြေကြီးရဲ့ဒဏ်ကိုလမ်းလျှောက်တဲ့အချိန်မှာအောက်ကမြေကြီးရဲ့ဒဏ်ကိုခံနိုင်မှုအတွက်ဆိုပြီးတော့သူ death cell တွေ found ဖြစ်တယ်ပေါ့နော်ဒါရော simple fact ပေါ့နော်ပြီးတော့ထပ်ပြီးတော့ဗာလဲဆိုရင် ်ဒီလိုမျိုးဖနှက်ဝစ်တဲ့အချိန်ရောမဖြစ်ဘူးလားဆိုလို့ရှိရင်တောင်းတော့အဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဖနှက်ဝစ်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကဣနေတဲ့ဖနှက်တော်လကောင်းနည်းနည်းတက်တာတဲ့ဖနှက်တော်လကောင်းကျွန်တော်တို့ကဝစ်ကြတယ်။အဲ့လိုဝစ်တဲ့အချိန်ကျရင် death cell ဖြစ်ပေါ်တာကနဲတယ်ပေါ့နော်နဲတယ်ပြီးွားလို့ရှိရင်ဒီဖနှက်ချုပ်ပြီးလမ်းလျှောက်တဲ့အချိန်ကြလို့ရှိရင်ဘယ်လိုပြောမလဲဆိုရင် death cell တွေဖြစ်ပေါ်ပြီးတော့ဟိုဘယ်လိုပြောမလဲဟို လူကနည်းနည်းထူသွားတာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ခြေတော့ကနည်းနည်းထူသွားတယ်အဲဒါကကျွန်တော်တို့ဘယ်ရနဲ့ connect လုပ်လို့ရလဲဆိုလို့ရှင်ဘယ်လိုချိတ်ဆက်လို့ရလဲဆိုကျွန်တော်လက်တွေပေါ့နော်လက်တွေအခုဥမာပြင် gym ဆော့တဲ့လူတွေတိမလိုက်မဝက်ဖန်တဲ့ gym တွေပါလေဆော့တယ်ဆိုရင်လက်ရဲ့ဒီလို အပိုင်းနေမှာကြတော့ ဟိုဟာဖြစ်သွားတယ်ပေါ့နော်ဘယ်လိုပြော ပက်ကြီးတက်သွားတာပက်ကြီးတက်သွားတယ်ပြောရလို့ရှိရင်အလုတ်အကြံပန်းလောက်တဲ့လူတွေလည်းလက်တီမှပက်ကြီးတက်သွားတယ်အဲ့တဘောပုံနဲ့မျိုးပေါ့နော်ဒီရကဘလို့ကာွယ်ပေးလဲဆိုလို့ရှိရင်မီးနင်းတဲ့ကာလမှာဆိုလို့ရှိရင်မီးနင်းတဲ့လူတွေအကုန်လုံးကိုရေလောင်းတယ်နော်ရေလောင်းတယ်အဲ့လိုရေလောင်းတဲ့အချိန်ကျရင်ကျွန်တော်အခုကပြောတဲ့ dead cell တွေပေါ့နော် dead cell တွေက sponge ပုံစံမျိုးပေါ့ sponge ပုံစံမျိုးဒီရေတွေကိုနည်းနည်းဘယ်လိုပြောမလဲနည်းနည်း ဟိုဆောက်ယူရတယ်ပေါ့ဆောက်ယူရတဲ့အပြင်မှာပြောရလို့ရှိရင်မီးနင်းနဲ့မီးနင်းနဲ့မီးနင်းတဲ့အချိန်ကျရင်တို့ရေယူတောက်လျှောက်လာအောင်နေရေယူတောက်လျှောက်လာအောင်နေတတိထားမိလားမသိဘူးပေါ့နော်ကွန်မြူတီပေါ့နော်ဟန်ရေလောင်းမယ်ရေလောင်းတဲ့အချိန်ကျလို့ရှိရင်ရေလောင်းတာ benefit နှစ်ခုရှိတယ်ပထမတစ်ခုကကျတော့ပါလဲဆိုလို့ရှိရင်ဒီခြေောက်က duct cell တွေကို duct cell တွေကဒီရေတွေကိုဆောက်ယူဖို့အတွက်ပေါ့နော်ရေတွေကိုဆောက်ယူခြင်းအားဖြင့်မီးနင်းလိုက်တဲ့အချိန်ကျလို့ရှိရင်အရင်ဆုံးပေါ့နော် အရင်ဆုံးဒီမီးက အရင်ဆုံးဒီ death cell ကိုအရင်ဆုံးသွားထိခိုက်တယ်ပေါ့နော်ထိခိုက်ပြီးွားတဲ့အချိန်မှာမှအသားပေါ်သာထိအဲ့လိုအသားပေါ်လာထိတဲ့အချိန်မှာမှနည်းနည်းပူတာပေါ့နော်ပြီးွားလို့ရှိရင်ရေလောင်းတဲ့နောက်တစ်ခု benefit ကပါလဲဆိုလို့ရှိရင်သူတို့ကဒီရေထဲရေလောင်းခြင်းအပြင်ပေါ့နော်မီးနေတဲ့အချိန်ကျအဝတ်စားမီးမဆိုဘူးအဓိကဥတည်ပြီးတော့ တွက်ရေးလောင်းတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီထဲမှာတို့တချို့လူကစနင်းရီလောင်းကြတယ်ပေါ့နော်စနင်းရီ benefit ကကျွန်တော်ဒီထဲမှာပြောပြလာတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတစ်ခါတည်းပြောပြလာမိလားဆိုတော့ comment လုပ်လိုက်ဒီမယ်လို့ထင်မိတယ်ပြီးတော့ပေါ့နော်ထပ်ပြီးတော့တို့အဲ့ရေးလောင်းပြီးတော့မီးသွားနေမဲ့အချိန်ကြာလို့ရှိရင်အဓိက main ပေါ့နော် main ကျွန်းမှာအဓိက main ဘာလုပ်လဲဆိုလို့ရှိရင် မီးကျွေးမှာအဓိကမီးထားတဲ့မီးကဘယ်လိုလဲလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိန္ဒူဘုရားကျောင်းတွေမှာဆိုလို့ရှိရင်တရားတော့တော်တော်များလောက်ကြလာတော့မသိဘူးเนาะဒါကအိန္ဒိယရဲ့ဟိုကျမ်းစာတွေကတချို့ ਨੇ ဘုရားကျောင်းကဟာတွေတချို့ကိုကျွန်တော်ကအဓိကမင်းပြောပြလာတာဖြစ်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကျောင်းနဲ့ပတ်သက်ပြီးလောက်လာမလောက်လာတော့မသိဘူးပေါ့เนาะဒါကျွန်တော်အိန္ဒိယအချက်အလက်အဓိကမင်းပြောတာပေါ့เนาะအဲ့လိုမင်းပြောတဲ့ဆိုတာဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကအပင်ခုတ်တဲ့အချိန်ကြာလို့ရှိရင် ဟိုရှင်အနေနဲ့အပင်ပေါ့နော်အခုငါကျွန်တော်ပြောသလိုပေါ့ဖះအောင်ပွဲဆမယ်ဆိုပြီးတော့ဟိုတတိပေးတဲ့ပုံစံမျိုးကာပူချီတာရှိတယ်ပေါ့နော်အဲ့လိုကာပူချီတဲ့အချိန်ကြာလို့ရှင်ရှင်အနေနဲ့အပင်ခုတ်တာများတယ်ရှင်အနေနဲ့အပင်ခုတ်တယ်ဘာကြောင့်ခုတ်တာလဲဆိုလို့ရှင်ရှင်အနေနဲ့အပင်မှာသူကရေဆိုးတဲ့ဓာတ်ရှိတယ်ပေါ့နော်ရေဆိုးတဲ့ဓာတ်တွေရှိရဲ့ဒီကောက်ထားလာပြီးတော့သူတို့မီးရှို့လိုက်အမှန်ပြတချို့ဖះကြောင့်ဒီမှာဆို10နိုင်လောက်ထိရမီရှူတာရှိတယ်တချို့ဖះကြောင့်ဒီမှာဆိုလို့ရှိရင်17နိုင်လောက်ထိရမီရှူတာရှိတယ် အဲ့လိုမတူဘူးပေါ့နော်တခုနဲ့တခုမတူဘူးပေါ့ခင်ဗျားတို့ကြားနေကြမတူဘူးဒါပေမဲ့တရားရဲ့ scientific reason ကဘာလဲဆိုလို့ရှိရင်ပေါ့နော်ဒါကိုတော်တော်များတီးတဲ့လူကလည်းတီးကြတယ်မတီးတဲ့လူကလည်းမတီးကြဘူးပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒီရေဆိုတဲ့ရှိတဲ့တတားတော့မြင်啊အချိန်ပိုအကြာကြီးခံတယ်ပေါ့နော်မိန်းကောင်းလည်းမီးရှိုးလိုက်တဲ့ချိန်ကျအချိန်ပိုအကြာကြီးခံတယ်အဲ့ဒါကြောင့်တရားကိုမီးရှိုးတယ်ဆိုပြီးတော့လေတချို့အကြောင်းပြပြလာတာတွေရှိတယ်ပေါ့နော်ပြီးတော့ ဒီရအိုမီးရှို့မယ်မီးရှို့ပွားပြီဆိုလို့ရှိရင် တို့ကဒီမီးတောက် မီးကျွန်းတောက်မှာရှိနေတဲ့မီးကဲအုံကြီးတွေကိုတို့ကဘယ်လိုပြောမလဲလွတ်ပစ်ကြတယ်အဲ့လိုလွတ်ပစ်ချင်အားဖြင့်ဘာကြောင့်လွတ်ပစ်တာလဲဆိုလို့ရှိရင်ဒီကောင်ကမီးရဟိုဘယ်လိုပြော ဒီတတားတော့မှာရေရှိတယ်မလားဒီတတားတော့မှာရေရှိတယ်အဲ့လိုရေရှိရဲ့အချိန်ကြလို့ရှိရင်ဒီကောင်ကရေမပြောဘဲနဲ့ကျွန်တော်တို့နင်းမိတဲ့အချိန်ကျရေမခန့်မိမဲနဲ့နင်းမိတဲ့အချိန်ကြလို့ရှိရင်ခြေထောက်ကပိုပြီးပူသွားနိုင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်ခြေထောက်မှာမီးဒဏ်ရာဖြစ်သွားနိုင်တယ်ပေါ့နော်အနည်းက main ပေါ့နော်ပြီးအရေးကြီးဘူးပါညာထားသွားနိုင်တယ် ဒါကြောင့်တို့ကအဲ့တုံးကြီးယူပြီးလွတ်ပြတာပေါ့နော်ပြီးတော့ဒီမြန်မာနိုင်ငံမှာတော့ဘယ်လိုလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာအဓိကပူပေါင်းတဲ့လူမျိုးကနှစ်ခုပေါ့နော်နှစ်ခုကဘယ်လိုလဲဆိုလို့ရှိရင်ဟိုဟာဟိန္ဒူလူမျိုးပူပေါင်းတယ်ပြီးတော့ဗုဒ္ဓဘာသာလူမျိုးတွေပေါ့နော်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာတွေပူပေါင်းကြတယ်ပေါ့နော်ဟိန္ဒူတွေပူပေါင်းကြတယ်ဗုဒ္ဓဘာသာတွေပူပေါင်းကြတယ်ပူပေါင်းပြီးလုပ်ကြတယ်ဒါပေမဲ့အိန္ဒိယမှာကျတော့ထူးဆန်းတာတစ်ခုကဘာလဲဆိုတော့အကုန်ပူပေါင်းကြတယ်အကုန်ပူပေါင်းကြတယ်ဆိုတော့ဟိုမြန်မာမှာတော့ကျွန်တော်တည်တဲ့လောက်ကတော့ကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်မြန်မာမှာဆိုလို့ရှိရင်ဟိုဟာဟို ဘယ်လိုပြောမလဲ Hindu Christian တွေလည်းပူးပေါင်းကြရမှာเนาะပြောရလို့ရှိရင်ထပ်ပြီးတော့ဟိုဟာမှာအိန္ဒိယမှာဆိုရင် Islam တွေပူပြီးပူးပေါင်းကြရတယ် Islam တွေပူပြီးပူးပေါင်းကြရတယ်အဲဘယ်လိုပြောမလဲပြောရလို့ရှိရင်ဘုရားကျောင်းရဲ့မိကျွန်းရဲ့ဘေးမှာပေါ့เนาะမိကျွန်းရဲ့ဘေးမှာဆိုလို့ရှိရင် Islam တွေအများဆုံးကူညီကြရတယ်ပြောရလို့ရှိရင်အပြင်သွားတယ်ဘုရားဘွယ်ဘယ်လိုပြောမလဲရက်ကွက်တစ်ကွက်မှာဖះဘွယ်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်သူတို့အကုန်လုံးရွာသားတွေဘယ်လိုရွာသားတွေပဲဖြစ်ဖြစ်ရက်ကွက်သားတွေပဲဖြစ်ဖြစ်မြို့သားတွေပဲအကုန်ပူးပေါင်းပြီးလုပ်ကြရတယ်ပေါ့เนาะဒါက culture beauty ပေါ့เนาะဒီ culture beauty ပေါ့ ပြီးတော့ဒီအခုဖယ်တယ်မလားဖယ်ပြောရတဲ့အချိန်ကြာလို့ရှိရင်တို့ကအဲ့ဒါကိုမီမင်းမီနီလို့ရှိလို့ရှိရင်ဒိုင်ယာမဖြစ်ဖို့အတွက်အဓိကပေါ့နော်အဓိကဟိုလောက်ကြတယ်ပေါ့ main ပေါ့နော်ဒီအတုံးကြီးဖယ်ကြတယ်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့တတိထာမီနာမှာလဲဆိုလို့ရှိရင်မီးကျွန်းမှာအုံးလက်နဲ့ရိုက်ကြတယ်အုံးလက်နဲ့ရိုက်ခြင်းအားဖြင့်ဘာအတွက်အုံးလက်နဲ့ရိုက်တာလဲဆိုလို့ရှိရင်အုံးလက်ကအဲ့လိုမီးရိုက်ခြင်းအားဖြင့်တချို့လူတွေကမီးနင်းဝါတယ်၁၀ယောက်လောက်ပေါ့နော်၁၀ယောက်လုံးမို့၅ယောက်လောက်မီးနင်းဝါတဲ့အချိန်ကြာလို့ရှိရင်ဂျိုက်ခွက်တွေဖြစ်တယ်ပေါ့နော်အဲ့လိုဂျိုက်ခွက်တွေကြာလို့ရှိရင် ဂျိုက်ခွက်ကမငီမမြဖြစ်တဲ့အခြေကြလို့ရှိရင်ဒီမီးကျွန်းထဲမှာပြုတ်ကျဝါနိုင်ကြီးရှိတယ်အဲ့လိုပြုတ်မကျအောင်ဆိုပြီးတော့မီးနေတဲ့အဟာကိုတညီတပြေးတဲ့ဖြစ်သွားအောင်သူတို့တွေကဒီအွန်လိုင်းနဲ့ရိုက်ကြတယ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့ပေါ့နော်အမ်ထပ်ပြီးပြောကြရပါလဲဆိုလို့ရှိရင်ဒီလိုရိုက်ချင်းအဖြစ်မီးရလုံးဝညင်နေမယ်ပေါ့နော်ညင်နေတဲ့အချိန်ကြာလို့ရှိရင်ညင်နေတဲ့အချိန်ကြာရင်နင်းသွားတယ်နင်းသွားတဲ့အချိန်ကြာလို့ရှိရင် ဟိုအခြေအားမရှိဘောနော်ချိုးချေရာလေးကြာတော့လည်းအရန်နှစ်တယ်ဗောအဲ့လိုနင်းတဲ့အချိန်ကြာလို့ရှိရင်နင်းသွားတယ်နင်းသွားတဲ့အချိန်ကြာလို့ရှိရင်ဒီ6ရောက်ရဲ့အပေါ်မိခဲပြုတ်မကြပဲမိခဲပြုတ်ကြမိတယ်ဗောမိခဲပြုတ်ကြမိတဲ့အချိန်ကျရင်6ရောက်အပေါ်မှာတိုင်ရန်ဖြစ်သွားနိုင်တယ်ဗောနော်တိုင်ရန်ဖြစ်သွားနိုင်တဲ့အတွက်ကိုဒီလိုမျိုး online နဲ့ရိုက်ခြင်းဖြစ်တယ်ဗောဘာကြောက်ဒီမိရတချို့လူကပြောကြတယ်ဗောနော်ပူလားမပူလားဗောနော်မပူတချို့လူကလည်းပူတယ်ပြောကြတယ်တချို့လူကမပူပြောကြတယ်တချို့လူကဥပုသ်တရားဆောင်ရမှာပူပြောကြတယ်ဒါကျွန်တော်ရဲ့ personal experience လေကျွန်တော်ရှင်းပြပေးမယ်ဗောနော်ပြီးတော့ထပ်ပြီးတော့ ဟာခေါင်းထပ်ပြီးတော့သူတို့ကဘာလုပ်ကြလဲဆိုလို့ရှိရင်ဒီရာရဲ့ side effect first ကိုကျွန်တော်ပြောပြမယ်ပေါ့နော် side effect first ကိုပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရာကမီးရှို့ခြင်းအပြင်အပင်ပေါ့နော်အပင်ကိုမီးရှို့ခြင်းအပြင်နံပါတ်1ကဘာလဲဆိုတာပေါ့ပေါ့နော်မီးသွေးပေါ့အဲမီးသွေးမှာအဲမီးသွေးရဲ့အပေါက်တွေကြားထဲမှာတေးတေးတေးလေးတွေအပေါက်ဖြစ်တယ်ဘာလို့လဲဆိုတော့မီးသွေးက ဟိုဥမာပြင် scientific reason ရပြန်ကြည့်မယ်ဆိုလို့ရှိရင် bad contender ပေါ့နော် bad contender ဆိုတာကမိကိုအမြန်တကယ်ပြန်ဖြန့်ပြီးတဲ့နေရာပေါ့နော်အမြန်ပြန်ဖြန့်တဲ့ဟာပေါ့ဒီနေရာမှာတန်ခဲကိုတွားနင်းမလားဆိုလို့ရှိရင်တန်ခဲကိုနင်းလို့မရအောင်ဘာလို့လဲဆိုလို့ရှိရင်တန်ခဲကမိကိုအကြိုက်ထိမ့်သိမ့်နိုင်လားဖြစ်တယ်လို့အပူလည်းအကြိုက်ထိမ့်သိမ့်နိုင်လားဖြစ်တဲ့အတွက် good contender လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မိသွေးနဲ့တန်ခဲနဲ့ကြတော့ bad contender နဲ့ good contender ကွာလေအဲ့လိုအခြေကြရင်ကျွန်တော်တို့အခုနပြောသလိုပေါ့6ရောက်က အဲခုနကပေါ့နော်အမားရဲ့ဟိုလို့ရမယ်အတ္တမာပေါ့နော်အတ္တမာလို့လည်းပြောလို့ရတာပေါ့နော်ဒီ death cell တွေကဒီရေစုတ်ရေစုတ်ဓာတ်ကိုငင်းပြီးတော့အမြန်သွားလိုက်တဲ့အချိန်ကြလို့ရှိအမြန်ပေါ့ဘလောက်ကျွန်တော်တို့မြန်လဲမြန်သလောက်မပူဘူးပေါ့နော်အဓိက main data scientific reason ပေါ့အေးစေးသွားတဲ့အချိန်ကြရင်ပူတယ်ပေါ့ personal experience ဘယ်လိုလဲဆိုရင်ကျွန်တော် personal experience ကျွန်တော်လည်း meaning ဘူး meaning တဲ့အချိန်ဘယ်လိုပူလားဆိုပူတယ်ဟိုဥပုပ်ဘလောက်ပဲဆောင်းဆောင်းဥပုပ်ဟိုဘယ်လိုပြောမလဲဥပုပ်နဲ့မဆိုင်ဘူးပေါ့နော်ဒီရာကဘာလဲဆိုရင်ဒါ scientific reason ဟုတ်လားဒီကဘာကြောင့်နေနေလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ထပ်ပြောပြပေးဦးမယ်ပေါ့နော်အဲ့တော့နင်းသွားတဲ့အချိန်ဘလောက်မြ мян သွားလဲမြ мян သွားတဲ့လောက်မဟုတ်ဘူး တလဲချင်းရှောင်းရင်တော့ပူတယ်ပထမဆုံးကျွန်တော်ဒီပေါ့နော်မေးတယ်ပေါ့လူမျိုးမေးတဲ့အချိန်မှာဘုရားကျောင်းကလူတွေနဲ့မေးတယ်ပေါ့တိုင်ပင်ပြီးကျွန်တော်မေးကြည့်တဲ့အချိန်မှာဘာပြောလဲဆိုရင်ပထမဆုံးတလန်းတလန်းလောက်ကတော့မပူဘူးပေါ့နော်နောက်လန်းကျမှပူတာတိမယ်ပေါ့ပထမကူမှနားမလဲနားမလဲတဲ့အချိန်ကျတော့ပထမဆုံးတစ်ခေါက်နေတဲ့အချိန်ကျတော့ကျွန်တော်မီးပူတယ်ပေါ့နော်မီးပူရဲ့ခြေထောက်မှာတိုင်ယာဖြစ်တယ်ပေါ့နော်တိုင်ယာဖြစ်တယ်ဆိုတာအရင်အကြီးတော့မဟုတ်ဘူးရေချူတာခဲ့ဘူးလေနောက်ပိုင်းနေ့တွေကျတော့ကျွန်တော်မပူတော့ပြီးတော့ကျွန်တော်ပေါ့နော်ဒီ god power ကို god energy god ဆိုတဲ့ energy ကိုကျွန်တော်နားလည်ဝင်ပြီးတဲ့အချိန်မှာဒီ divine energy နဲ့ပတ်သက်တာဟောကျွန်တော် connect မလုပ်တော့ဘူး content လည်းမလုပ်တော့ဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့ထပ်ပြီးတော့ဟို connect လုပ်ခြင်းမရှိတော့ဘူးပေါ့အင်းဒါ scientific reason ပေါ့ဒါဒီတိုင်းကျွန်တော်ဒီတိုင်းပြောပြတာပေါ့နော်ဒီရဲ့နောက်ကွယ်ရအကြောင်းရင်းလည်းကျွန်တော်ရှင်းပြတာပေါ့ကဲဟုတ်ပြီထပ်ပြီးတော့တို့ကပြန်ထွက်လာတယ်ပေါ့နော်ပြန်ထွက်လာတဲ့အချိန်ကြာလို့ရှိရင်တို့ကဘာကြောင့် ဟိုဘယ်လိုပြောမလဲ노တွင်းလေးပေါ့노တွင်းလေးရှိတယ်ပေါ့မီးနေပြီးတက်လာတယ်ဆိုလို့ရှိရင်အဲ့노ဒီမီးကျွေးနဲ့노တွင်းနဲ့ကြားထဲမှာအပိုင်းလေးရှိတယ်မလားဟိုဘယ်လိုပြောမလဲမြေကြီးဟိုကစင်းရိုးပုံစံမျိုးလေးရှိတယ်ပေါ့နော်ကစင်းရိုးပုံစံမျိုးလေးမှာသူတို့အရင်ဆုံးခဏရက်ခိုင်းတယ်ချက်ချင်းမီးကျွေးရနေ노တွင်းနဲ့ဆင်းခိုင်းလိုက်တဲ့အချိန်တိုင်းခြေထောက်မှာတန်ရာဖြစ်ပေါ့ဘာကြောင့်ဖြစ်ပေါ်တာလဲဆိုတော့ကျွန်တော်တို့ကအပူပေါ့နော်ဒါကဒါမီးရည်ရလို့မဟုတ်ဘူးကျွန်တော်တို့အခုဥမာဖြစ်နေရန်ပူနေတဲ့အချိန်ကျွန်တော်တို့လမ်းပေါ့နော်ကတိယလမ်းနေရို့ တမန်တလင်းလမ်းတွေတို့တဲတွေဘာတွေတို့မှာကျွန်တော်တို့အမြန်လမ်းလျှောက်ပြီးတော့ခြေထောက်ကိုရေလောင်းလိုက်ရေစပူးထားဒါက scientific reason ပေါ့နော်အဲ့ဒါကိုသူတို့ကဘယ်လိုလဲဆိုလို့ရှိရင်နင်းလာပြီးတော့ဒီကစင်းဥမှာခဏရက်ခိုင်းပြီးတော့သူတို့ကဒီ노တွင်းနဲ့ကိုတင်ခိုင်းတယ်ဒီထဲမှာမအောင် note ထည့်လဲရေးထည့်လဲဆိုရင်ဒီရဲ့ scientific reason ကဘာလဲဆိုရင်အရင်တော့ကလူတွေက note ကိုဘာကြောင့်တုံးလဲဆိုရင် note ဝေးမှမတုံးဘူးနော် note ကို60%ရေးကို40%လောက်တုံးတယ်။ note ရေးရောကဘာလဲဆိုရင်ဟိုဘယ်လိုရမလဲ အပူဓာတ်ကိုစုပ်တဲ့အရာတွေပေါ့နော်အပူဓာတ်ကိုစုပ်တဲ့အရာတွေအပူဓာတ်ကိုစုပ်တဲ့အရာတွေဖြစ်တဲ့အတွက်ကိုဒီဒီနေရာမှာပေါ့နော်ခဏပဲခဏပဲထည့်ပြီးတော့ခဏပဲ best ဟိုပြပြအများဆုံးပြောရမယ်6 second ပေါ့6 second လောက်ထားပြီးတော့သူတို့အပြင်ထုတ်လိုက်အပြင်ထုတ်ယူသွားပြီဆိုလို့ရှိရင်ထပ်ပြီးတော့ပေါ့နော် site of fear reason ရပါလဲဆိုရင်ဖះအကြောင်းကိုဘက်ပတ်ခိုင်းတယ်ဖះအကြောင်းကိုဘက်ပတ်ခိုင်းတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုး meaning ပြသွားပြီဆိုလို့ရှိရင် ဒီအိတ်လိုက်ခြင်းအဖြစ်နားလိုက်ခြင်းအဖြစ်ဆိုဘာဖြစ်လဲဆိုရင်ခြေထောက်မှာတိုင်ရန်ဖြစ်ပေါ်သွားနိုင်တယ်။တိုင်ရန်ဖြစ်ပေါ်သွားနိုင်တဲ့အတွက်ကိုတို့ကဘာလုပ်လဲဆိုလို့ရှိရင်ဒီဖျားကြောင့်ကိုယ်ပတ်ပတ်ခိုင်းနေဖြစ်တယ်။ဟိုဖျားပေါ်ကြီးညိုခြင်းလို့ဒီဟိုအကျွေးကြည့်မှုတွေပါရတော့မဟုတ်ဘူး။တို့ချုပ်လို့ရပါလဲဆိုလို့ရှိရင်မင်းနေမိတဲ့ဒိဋ္ဌိအောင်မြင်မှုအတွက်ဆိုကိုယ်ပတ်ပတ်အမှန်မဟုတ် ဒီရရဲ့ scientific reason ကဘာလဲဆိုလို့ရှင်ဒီလိုကိုပတ်ပတ်ခြင်းအားဖြင့်ကျွန်တော်တို့ကမြေကြီးမှာ pressure ပေးတယ်ပေါ့ဒီခြေထောက်ကို pressure ပေးတယ် pressure ပေးပြီးလမ်းလျှောက်တယ်လမ်းလျှောက်တယ်လမ်းလျှောက်တယ်လမ်းလျှောက်ခြင်းအားဖြင့်ခြေထောက်ကတကယ်လို့ပူခဲ့အချိန်ပေါ့နော်ဒါ meaning ဘူးတဲ့လူတိုင်းသိမယ်ပေါ့နော် meaning ကျွင်း meaning ကျွင်းမှာပူတာမပူတာထက်အရေးကြီးဘူးထားတာမထားတာကိုစကြည့်ပြီးဆုံးဖြတ်ကြတာပေါ့အရေးကြီးဘူးထားဝိုင်းပူခဲ့လို့ပြောတယ်အရေးကြီးအမှန်မဟုတ် meaning နဲ့လူတိုင်းခြေထောက်ပူတယ်မင်းနဲ့လူတိုင်းခြေထောက်ပူတယ်ဒါကတော့တော်တော်များဗုဒ္ဓဘာသာဝင်တွေသိမယ် ပြီးတော့ဟိန္ဒူဘာသာဝင်နေလည်းဒီမိနေတဲ့လူလည်း၆တော့ပူတယ်မပူဆိုတာဒါလိန်တာအဲအဲ့လိုမျိုးပေါ့ပူတယ်ပူတယ်ဆိုတာကဘာလဲဆိုပြင်းပြင်းထန်ထန်ပူတာ ਨੇ ပြင်းပြင်းထန်ထန်မပူတာဘာလို့လဲဆိုတော့ကျွန်တော်ခုနပြောသလိုပေါ့အရှိပိုင်းကဟိုအတ္တမာနဲ့အနောက်ပိုင်းကအတ္တမာရဲ့ဂျားထဲမှာဒီ၆တော့ခြေခွင်ရှိတယ်အဲ့ခြေခွင်ထဲမှာမိထီမိပူတယ်ခြေကောင်ပေါ်မှာမိကြမိပူတယ်ပေါ့နော်ဒါကိုတို့ကဒါကိုပြောပြမယ်ဒီ hate ကိုဟိုပြော အောက်ကိုဆင်းသွားဖို့အတွက်ကို connect ဖြစ်ဖို့အတွက်ဆိုတော့မလုပ်လဲဆိုလို့ရှိရင်အဥမာဖြင့်ဘုရားကျောင်းကိုကိုယ်ပတ်ခိုင်းတယ်ပေါ့ဘုရားကျောင်းကိုကိုယ်ပတ်ခိုင်းတဲ့အချင်းကြာလို့ရှိရင်ကျွန်တော်ရဲ့ဘုရားကျောင်းပတ်ဝန်းကျင်မှာဒီကိုယ်ပတ်ချင်းအပြင်တချို့ဘုရားကျောင်းတွေအရင်အကြီးကြီးလေကျွန်တော်မြန်မာနိုင်ငံဘုရားကျောင်းတွေတော့တီးတာပေါ့နော်ဒါပေမဲ့ ဟိုအိန္ဒိယဘုရားကျောင်းနေပါဆိုတော်တော်ကြီးရယ်เนาะတော်တော်ကြီးရဲ့ရှင်ညာဘုရားကျောင်းကိုဘက်ပတ်ခိုင်းတယ်ကိုဘက်ပတ်ခိုင်းတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ရဲ့အခြေအောက်မှာအပူရှိတယ်ဆိုရင်အခုမှပြင်မီးကျွန်းထွက်ထွက်လာခြင်းဆိုတော့တော်တော်ပူရပါဘူးเนาะဒါပေမဲ့ဟိုပတ်ခြင်းအဖြစ်အနည်းဆုံးကတော့50 57 minute လောက်ကြာတယ်ပေါ့เนาะအဲ့လို7 minute လောက်ကြာတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ခြေအောက်က heat ကအောက်ကိုနင်းနင်းချင်းစီဆင်းတယ်ပြီးတော့ဒီလိုမျိုး pressure ပေးခြင်း pressure ပေးခြင်းအဖြစ်ဒီတကယ်လို့မီးပူခဲ့တယ်မခံနိုင်ဘူးဆိုရင်တော့မှ ဒီဟာကိုဘယ်လိုပြောမလဲတွန်းအားပေးတဲ့ပုံစံမျိုးပေါ့ဟိုအရေးကြီးဘူးမထအောင်ထိန်းကြတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးပေါ့ဒါကိုတချို့လူတွေကဖះကြောင်ပတ်လိုက်တယ်ပြပ်ပြီးတော့တချို့လူကဘာလုပ်လဲဆိုမြေကြီးကိုဖိပြီးရကြတာရှိတယ်တချို့လူကမြေဟိုမြက်ကိုဖိပြီးရထားတာရှိတယ်ပေါ့နော်အဲ့လိုရထားခြင်းအပြင်သူကခြေောက်ကအရေးကြီးဘူးလည်းမထတယ်လို့ဟိုဘယ်လိုပြောမလဲဒီဟာကိုမပူဘူးလို့လည်းပြောကြတယ်ပေါ့အမှန်တော့မဟုတ်ဘူးခြေောက်ကမီးနေလို့ရှိရင်တဲဟုတ်ပြီကျွန်တော်မီးနေဘွယ်အကြောင်းသိပါတယ်ပေါ့နော်မီးနေဘွယ်အကြောင်းသိပါတယ်ဆိုဒီထဲမှာ အဓိက main ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်များ line မနာကြတဲ့အကြောင်းရင်းကိုတော့အဓိက main ပြောပြမယ်ပေါ့နော်ဒီဟာ celebrity ကတော့မှကျန်းစာတွေမှာပေါ့နော်ဘာပြောတာလဲဆိုလို့ရှိရင် minute နဲ့အချိန်ပေါ့အရွယ်မရောက်တဲ့လူလောကမနေရအောင်အရွယ်မရောက်တဲ့လူလောကမနေရဘူးပြီးွားလို့ရှိရင်ခလေးလောကမနေရအောင်ပြန်မှာခလေးလောကမနေရဘူးပြီးွားလို့ရှိရင်အသက်40ကျော်မှာအသက်40ကျော်မှာယောဂဖြစ်နေတယ် ဥမာပြင်အသက်40တွင်းမှာလဲယောဂဖြစ်နေတယ်ဆိုရင်ယောဂဖြစ်နေတယ်လို့လုံးဝမနေရအဲ့မဲ့မြန်မာနိုင်ငံမှာအဲ့လိုမဟုတ်နေမကောင်းလဲနင်းတာပဲခလေးဆိုလဲခေါ်ရတာပဲပြောရလို့ရှင်အရွယ်မရောက်ရင်နင်းခိုင်းတာပဲပေါ့နော်ဒါကဟိုနည်းနည်းမှားတဲ့အယူဝါဒလို့ထင်မိတယ်။ဘာကြောင့်လဲဆိုလို့ရှင်ဟိုကျွန်တော်တို့မြန်မာနိုင်ငံဟိန္ဒူဘာသာဝင်တွေပေါ့နော်ဘုရားကျောင်းဘုရားဘွယ်ကျင်းပတဲ့ပြည်ပြင်ပူဇာတွေကဘာကြောင့်ခွင့်ပြုလဲတော့မသိဘူးပေါ့နော်။ and ဒါသူတို့နားလဲအောင်ကျွန်တော်တို့သိအောင်ဆိုပြီး computer တော့တစ်ချက် share ပေးပေါ့နော်သူတို့သိအောင်ပေါ့ထပ်ပြီးတော့ပေါ့နော်ဒီ meaning ဘွဲ့အယူဝါဒကကျွန်တော်အရှိမပြောခဲ့တယ်မလားကျွန်တော်ထပ်ပြီးဆက်မယ်ဆိုလို့ရှိရင်ပေါ့နော်ထပ်ပြီးဆိုဆက်မယ်ဆိုလို့ရှိရင်ဒီ meaning ဘွဲ့အယူဝါဒကဒီဟာဘယ်ဟာနဲ့ဆင်တူလဲဆိုလို့ရှိရင်အမ်ကျွန်တော်ဘယ်ဟာနဲ့ဆက်ပြမလဲဆိုလို့ရှိရင်ကျွန်တော်တို့အမေဆုံးမှာ tribe တစ်ခုရှိတယ်ပေါ့ tribe ဆိုတာလူမျိုးစုပေါ့နော်အဲဒါကိုပြောရမယ်သူတို့ကျွန်တော်တို့တော်လဲမှနေတဲ့လူမျိုးစုကြီးပေါ့နော်လူမျိုးစုကြီးဆိုရင်သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်သူတို့ရဲ့လက်တွေကိုဟိုလက် bullet end ပေါ့နော်ဒါတချို့ company တွေလည်းသိကြမှာပေါ့အဲ့ပွဲစေးကိုက်ရတယ်ဆိုရင်မသိတဲ့နဲ့နဲ့ပြစ်တယ်လို့တော့နားရတယ်ပေါ့နော်အဲ့လောက်နားရတယ်ပေါ့အဲ့ bullet end နဲ့ luck ကိုကိုက်ခိုင်ခြင်းပြုလုပ်ကြတယ်ပေါ့နော်ပြီးတော့ night now tribe တခုကဘာလဲဆိုရင်သူတို့ရဲ့ luck ကိုပေါ့ဒါတော်တော်များသိကြမှာ black panther မှာ black panther မှာပေါ့နော်ကိုက်ရတခုပေါ့နော်ကိုက်ရတခုကလူဆိုးကိုက်တာပေါ့နော်လူဆိုးကိုက်တာဆိုတာဘယ်လို anaconic ကိုက်တာပေါ့နော်သူက luck မှာအဲ့လိုအဖူးအဖူးအဖူးတွေတွေ့မြင်ပေါ့နော်ဒါကလည်းအမေဆုံးက tribe တခုပဲပေါ့နော် tribe တခုက ဒီလိုမျိုးပေါ့နော်ဒီဘယ်လိုပြောမလဲတိုင်ရန်တိုင်ရန်နေပြုလုပ်ကြတယ်ပေါ့တိုင်ရန်ပြုလုပ်ပြီးသူတို့ဟိုခန္ဓာကိုယ်မှာအရာပုံစံမျိုးပြုလုပ်ကြတယ်ပေါ့ဒါကဒီပုံစံမျိုးလို့လည်းပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အခုနပြောသလိုပေါ့ဒီ index value civilization မတိုင်ရင်နေရပေါ့နော်မတိုင်ရင်နေဟာဒီဟာကအယူဝါဒတစ်ခုဖြစ်တယ်ပေါ့နော်အယူဝါဒဆိုတာအထက်ကို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  self defense လုပ်ဖို့အယူဝါဒတစ်ခုဖြစ်တယ်ပေါ့ ပြီးတော့ထပ်ပြီးတော့ဗောနော်ဒီရာကိုထပ်ပြီးတော့ကျွန်တော်တို့လေးနာကြီးတဲ့အချိန်မှာတချို့ scientific တွေကပြောကြလဲဆိုရင် scientist တွေဗောနော် scientist တွေကပြောကြလဲဆိုလို့ရှိရင်ဒါကဗောနော်ဘာသာတွေဗောနော်ဘာသာတွေဘာသာတွေမပေါ်ခင်နေကဒီအယူဝါဒရှိခဲ့တယ်လို့ပြောကြတယ်ဗောနော်ဘာသာတွေမပေါ်ခင်နေကဒီအယူဝါဒရှိတယ်လို့လည်းပြောကြတယ်ပြီးတော့ ထပ်ပြီးတော့သူကဘာကြောင့်ရှိခဲ့လဲဆိုလို့ရှင်အရင်တော့ငါပေါ့နော်အခုလို့မီနင်းဘွဲပြုတ်လုတဲ့ကာလာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမီနင်းဘွဲပြုတ်လုတဲ့ကာလာကြာလို့ရှင်အရန်ပူတယ်ပေါ့နော်အဲ့လိုအိုက်ခေခါမှာ IDPC ခေတ္တမှာအဲ့လိုပူတဲ့အချိန်ကျရင်တော်မီလောင်မှုတွေဖြစ်ပေါ်တယ်အဲ့ချိန်မှာပိုပြီးသိနေကြတာဗာလဲဆိုအဲ့ချိန်မှာလူတွေအကုန်လုံးက tribe တွေ tribe တွေဆိုတာဘယ်လိုပြောမလဲတော်လဲမှနေတဲ့လူတွေပေါ့နော် ethnic group တွေလို့လည်းပြောလို့ရတယ်ပေါ့နော်သူတို့က ဟိုတော်မီလောင်ချင်းဖြစ်တယ်ဒီတော်မီလောင်တဲ့ဟာကိုဒီလိုတော်မီလောင်တဲ့အချိန်ကျရင်ဒီတွေကကိုယ်တွေကအိမ်ပေါ့နော်အိမ်ထဲကပစ္စည်းတွေကိုပြန်ပြီးယူဖို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုဘယ်လိုခလေးတွေမိန်းမတွေကိုကဲဖို့ပဲဖြစ်ဖြစ်ဒီဟာကိုဘယ်လိုပြော face လောက်ဖို့ address ဆိုပြီးတော့သူတို့ကဒီ meaning ကျအယူအဆကိုပြုလုပ်ကြတယ်လို့လည်းပြောကြတယ်ပေါ့နော်ဒါကသူတို့ကဘယ်လို connect လုပ်လဲဆိုလို့ရှိရင်တချို့ပေါ့နော်ဟိုဒီမှာ tribe တွေကိုသူတို့တွေ သွားရောက်တယ်သွားရောက် tribe ဆိုတော့ပြောပြောမှလည်းဆိုရင်တောထဲမှာနေတဲ့လူတွေပေါ့နော်သူတို့ရှိသွားရောက်ပြီးတော့သူတို့ကို research လုပ်ပြီးတော့ဒါကို connect လုပ်တာပေါ့နော် connect လုပ်တဲ့အချိန်မှာ ဒီလိုမျိုးပေါ့ကိုယ့်ရဲ့မိသားစုကိုကယ်ဖို့တော်လည်းကောင်းကိုယ့်ရဲ့ပစ္စည်းတွေကိုကယ်ဖို့တော်လည်းကောင်းကိုယ့်ရဲ့တရိတ်ဆိုင်တွေကိုကယ်ဖို့တော်လည်းကောင်းပေါ့နော်ဒီ meaning ချင်းအယူဝါဒကိုပြုတ်လုပ်တယ်ဆိုပြီးတော့လည်းပြောရတယ်ပြီးသွားလို့ရှိရင် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ ethnic group တွေပေါ့နော်ဒီ ethnic group တွေကဒီ Indus Valley civilization မနိုင်ငံတွေကဒီ ethnic group တွေပေါ့နော်ဒီ ethnic group တွေက Indus Valley civilization က BC 3000လောက်မှာဖြစ်တာပေါ့နော်ဒါကကျွန်တော်နားလည်အောင်ပို့ပြီးထည့်ရှင်းပြဒီအရှိမဘူးဘာဖြစ်နေနေလဲဆိုတော့ဒါမှမဟုတ် ဟိုရာမယနာရှိတယ်ပဲရာမယနာမရှိခင်နေရခစ်ကိုကျွန်တော်ပြောနေတာပေါ့နော်ရာမယနာရဲ့အရှိခစ်ကိုပြောနေတာဒါဆိုတော့တော်တော်ဝေးသွားပြီပေါ့နော်နှစ်8000ကျော်သွားပြီနှစ်8000ကျော်သွားတယ်ဆိုတာက အာရာမယနာဆိုလို့ရှိရင်နှစ်အေးပေါ်နှစ်9000ကြော်သွားပြီနှစ်9000အရင်နေရပါတော့နှစ်9000အရင်နေရဒါကိုကနက်တလောက်တာသူကဘယ်လိုလုပ်လဲဆိုရင်တရားကိုဘယ်အချက်ဒီမှာဘယ်အထောက်ထားဒီမှာရတယ်ဆိုလို့ရှိရင် index value civilization မှာဒါကိုသူတို့ကျမ်းစာမှာပြီးွားလို့ရှိရင်သူတို့တွေ push property seal မှာပြီးပေါ့နော် push property seal မှာဒါတွေဒီအကြောင်းနေပတ်သက်ပြီးသူတို့ပုံဖော်ခဲ့ပြီးွားပြီးပေါ့နော်ပုံဖော်ပြောဆိုခဲ့ပြီးွားပြီးပေါ့ဒါကိုသူတို့တွေကဟို archaeologist တွေသူတို့တွေကနက်တလောက်ပြီးတော့ပြန်ပြီးဖြေကြတာဖြစ်တယ်ပေါ့နော်ပြီးတော့ and ဒီဒီရပါတော့နောက်တစ်ခုကကျွန်တော်ခုနပြောသလိုဟိုမိသားစုကဲဖို့ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီ ethnic group တွေကယောဂါဖြစ်ရင်ပဲဖြစ်ဖြစ်သူတို့လူမျိုးစုကတစ်ဖြည်းတစ်ဖြည်းနဲ့နည်းလာရင်ပဲဖြစ်ဖြစ်အဲပထမတစ်ခုကကျွန်တော်ယောဂါဖြစ်ရင်ပေါ့နော်ယောဂါဖြစ်တဲ့အချိန်ကြာလို့ရှိရင်သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ဒီပေါ့နော်ဟိုဘယ်လိုပြောမလဲဒီတနည်းအနေနဲ့တနည်းပြောင်းကြတယ်အဲ့လိုပြောင်းတဲ့အချိန်ကြာလို့ရှိရင်သူတို့ကသူ့ရဲ့ဟိုဘယ်လိုပြောမလဲ သူတို့ရဲ့ယောဂတွေကိုနောက်နေရအစ်စ်မှာမပါဝါဖို့အတွက်ကိုဒီမီးနင်းတဲ့ဟာကိုကနက်လောက်ကြတယ်။အဲ့လိုမီးနင်းတဲ့ဟာကြလို့ရှိရင်သူတို့ကဘယ်လိုလုပ်ကြလဲဆိုလို့ရှိရင်သူတို့ရဲ့စိတ်တွေနွားတွေပေါ့နော်အဓိက main culture နွားပေါ့နော်နွားတွေရဲ့လူတွေကဒီမီးနင်းကဖြတ်သွားကြတယ်ပေါ့နော်ဖြတ်သွားကြတယ်ဖြတ်သွားကြတဲ့အချိန်မှာဟိုပြည်တော်ဒီယောဂမရှိတော့ဘူးဆိုပြီးတော့လည်းတတ်မှတ်ကြတယ်။ဒါကကျွန်တော်ပေါ့နော်ဒီဒီဗီဒီယိုမှာလည်းပြောပြလာတယ်ပေါ့နော်ပြောပြလာတယ်ဆိုတာဘယ်လိုလဲဆိုလို့ရှိရင်အဓိကအဖြစ် ဒီကျမ်းစာထဲမှာပေါ့နော်ဒါကဘယ်မှာလဲဆိုတော့အာဂနာနုရုမှာပြောတာတယ်ဘယ်လိုပြောတာလဲဆိုလို့ရှိရင်ဟို ဒီအပိုင်းမှာဗောနော်ဘယ်လိုပြောပြတာလဲဆိုလို့ရှိရင်ဒီလိုမျိုးမီးနေတာဟာယောဂဖြစ်တာဆိုလို့ရှိရင်ဒီယောဂရဲ့အခွင့်အရေးခန္ဓာကိုယ်မှာမရှိအောင်ပျောက်ဖို့အတွက်ဆိုပြီးတော့လည်းပြောတာတယ်ဗောနော်ဒီဟာအနည်းကမင်းဗောနော်အနည်းကမင်းပြောပြတာတယ်ဒါပေမဲ့တောင်ပိုင်းဗောအိန္ဒိယရဲ့တောင်ပိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးယောဂမရဘူးဖြောက်ဖို့အတွက်ကိုမီးနေခြင်းပြုလုပ်တယ်ဆိုပြီးတော့လည်းတချို့ကျန်းစာတွေနဲ့ဖျားချောင်းတွေမှာပြောပြလာတယ်ဗောနော်တချို့ကျန်းစာတွေနဲ့ဖျားချောင်းတွေမှာပြောပြလာတယ်ဒါဒီလိုမျိုးကိုယ့်ရဲ့နွားတွေစိတ်တွေဒီ culture ကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စမ်းရွာဗောနော် ဟိုဟာတွန်ဒီပိုင်လားဒလားပိုင်လားတော့မသိဘူးနော်ဆန်းရွာပေါ့အဲဆန်းရွာဖះเจ้าတစ်ချောင်းရှိတယ်အဲဖះเจ้าမှာဆိုလို့ရှိရင်သူကမီးလင်းဝဲလုံနွားကိုနွားကိုလည်းနင်းငိုင်းတယ်ပေါ့နော်ဒီဟာကဒီဟာနဲ့လာပြီးကနတ်လုံးမိရပေါ့ပြီးတော့ထပ်ပြီးတော့ကံဘဲမှာပေါ့နော်ကံဘဲဆိုတာကကျွန်တော်ရန်ကင်းပေါ့ရန်ကင်းကဖះเจ้าမှာဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ငငယ်လေးပဲပေါ့နော်ငငယ်လေးပဲရှိအောင်ပဲအဲ့ချိန်တော့မှာဆိုနွားကိုမီးနင်းငိုင်းတယ်ပေါ့နော်နွားကိုလည်းမီးနင်းငိုင်းတယ် စိတ်တကားကိုလည်းမီးနေငါရန်တရားကြတော့ဒီရနဲ့ connect လုပ်မိတယ်ပေါ့အဲ့တော့မှဩဒီလိုလားပေါ့နော်ဒီလိုချိတ်ဆက်မိတာလားဆိုတဲ့အတွေ့အကြုံကလည်းဝင်မိတယ်ပေါ့နော်အဲနွားတွေပဲဖြစ်ဖြစ်အစိတ်တွေပဲဖြစ်ဖြစ်မီးနေငိုင်းနေဆိုတာကယောဂမပါပါဘူးပေါ့နော်အဲပြီးတော့ထပ်ပြီးတော့တို့ကဘာလဲဆိုလို့ရှိရင် ethnic group တွေကတစ်ခုနဲ့တစ်ခုကမျိုးတုံးလာတယ် ethnic group တွေရှိတယ်မျိုးတုံးလာဆိုလို့ရှိရင်တို့ကမျိုးတုံးနေအခုဥပမာဖြင့်ဟိုဒီ group တစ်ခုကနောက်တစ်ခုနဲ့ ပါပူပေါင်းမှုအတွက်ဆိုလို့ရှိရင်မျိုးတုံနဲ့မျိုးတုံမင်းတခြား group တွေကိုပူပေါင်းမယ်ဆိုလို့ရှိရင်လည်းဒီ meaning တော့ဒီ meaning ပြီးတော့သူတို့ group တွေကိုပူပေါင်းနိုင်တယ်ပေါ့နော်သူတို့ယောဂမပါလာအောင်ကာကွယ်တဲ့အနေနဲ့ပေါ့ကျွန်တော်တို့ရဲ့ Hindu ဘာသာဝင်တွေအဓိကပြောချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ဟိုဟိုဘယ်လိုရမလဲရှေ့လူကြီးတွေပေါ့နော်ရှေ့လူကြီးတွေနဲ့ဟို tribe ကနေဖြစ်ပေါ်လာတဲ့လူကြီးတွေရှိမှာဟိုဒီ meaning နဲ့အယူဝါဒကအရေးပါတဲ့အယူဝါဒလို့ ထင်မိမယ်ဗောနော်အရင်ပါတဲ့အယူဝါဒလို့ထင်မိမယ်ဒါပေမဲ့ဒီနေ့ခေတ်အယူဝါဒမှာကျွန်တော်တို့တွေ conduct လုပ်နေတာမအားကြောင်းတော်တော်လေးစဉ်းစားနေရပါပဲဗောနော်ကဲကွန်ပျူတာကြီးဒီအကြောင်းမှာတော့တော်တော်လေးကိုနားလည်လိုက်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဟာဒီ scientific reason ရတော့၎င်း tribe reason ရတော့၎င်း computer ရှင်းရှင်းလင်းလင်းမြင်သွားပြီလို့မြင်မိတယ်ဗောနော်ကဲဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက်ဘောနော် ကျွန်တော်တို့ community ရဲ့တငယ်ချင်းတွေပေါ့နော် Hindu တငယ်ချင်းတွေရှိရဆိုလို့ရှိရင် share ပေးပါပြရလို့ရှိရင် Hindu အတိုင်းဝိုင်းတွေရှိလို့ဆိုရင် share ပေးပါတငယ်ချင်းတွေရှိရင်လည်း share ပေးပါမီးနေနဲ့ပေါ့နော်မီးနေနဲ့ community တချို့ကိုလည်း share ပေးပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအကြောင်းအရာတွေဒီလိုမျိုးတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရရင် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော်ထပ်ပြီးတည်စီစီစာအကြောင်းတွေရှိတယ်ဆိုရင်ကျွန်တော် comment မှတ်ပြီးပါအောင် community ကြီးပြီးတော့ ဒီဗီဒီယိုက community အသုံးဝင်မယ်ဆိုလို့ရှိရင်လည်း share ပေးပါအောင်ထပ်မံပြီးတော့ကဲနောက်ဗီဒီယိုမှာပြန်ကြရမယ်ကွန်ပျူတာရေးအားလုံးလည်းပြောပါတတ်တာ bye bye